ရန်ကုန်တိုင်းအင်းစိန်မယံကုန်လှိုင်းကမာရွတ်မြောက်ကလာရွှေပောက်ကန်နဲ့လှိုင်းသာယာမြို့နယ်တွေမှာအော်တိုဘားလ18ရက်နေ့ည17နာရီကငလင်လောက်ခတ်ခဲ့တာကြောင့်အထက်မြင့်တိုက်မှနေသူတွေအားလုံးမြေပြင်ကိုဆင်းပြေးရတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ငလင်လောက်တာကြောင့်အထက်မြင့်မှနေထိုင်သူတွေအားလုံးည17နာရီကစပြီးမြေကြီးတက်ကိုဆင်းပြေးကာလမ်းမပေါ်မှာတနာရီလောက်ထိုင်ပြီးအခြေအနေစောင့်ကြည့်ကြရတယ်လို့လှိုင်းမြို့နယ်နေသူတယောက်က TV ကိုပြောပြပါဗျ။ ငလင်ကအရန်မပြင်းပေမဲ့အစိတ်ပူတယ်လို့သူကဆက်ပြောပြပါတယ်။မြောင်းကလာပါမြို့နယ်နဲ့ရှေးပေါက်ကန်မြို့တင်မှာလည်းမင်းညက၁၇နှစ်ကျော်ကငလင်လှုပ်ခတ်ခဲ့ပြီးဒဏ်ရာရှိသူတယောက်နှစ်ယောက်ရှိတယ်လို့မြို့ကန်က TV ကိုပြောပါတယ်။ငလင်လှုပ်ခတ်တဲ့အချိန်မှာအဝတ်ပြည်တို့လဲပြီးပြီးတဲ့အတွက်မြောင်းကလာပါမြို့နယ်ကအမျိုးသမီးကြီးတယောက်လက်မှာဒဏ်ရာသွားခဲ့ပြီးသူ့ရဲ့အမျိုးသားဖြစ်သူလဲထုတ်တန်းမော့ကပစ္စည်းခေါင်းပေါက်ပြုတ်ကြလို့ခေါင်းပေါက်သွားခဲ့တယ်လို့ဆိုပါတယ်။ ကဘာအင်းမြင်ကလေးစခန်းရဲ့အနောက်အနောက်တောင်ဘက်တမိုင်လောက်အကွာဝေးမှာအနက်15မီတာကိုပဟိုပြုတ်ပြီး AR Richter scale 3.6အဆင့်ရှိတဲ့ငလင်နဲ့နောက်ထပ်ငလင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့မိုးစလကလည်းဖော်ပြထားပါတယ်ရှင်။